happy ပြည့်စုံနေရပေါ့ဟုတ်ပြောပါအဲကျေးဇူးတင်ပါတယ်ပျော်ရပါတယ် you know you know လည်းပြောဖြစ်ပါတယ်အော်မထင်ထားဘူးပေါ့ပျော်ကြပါတယ်ဟုတ်သူဟာကိုယ်ဘယ်လောက်ထိနားလည်မှုပေးနိုင်လဲ အမ်တူတူပဲလေသူလည်းအမှုပညာရှင်ပဲဆိုတော့အမှုပညာလောကရဲ့ပဲဆိုအာပျော်ရပါရင်ရောအဲ့လိုမျိုး live in the moment ပေါ့နော်ပြစ်စုံပံတက်တက်လေးမှာပဲနေပြီးတော့ပျော်ကြရရှင်ပျော်လိုက်တယ်အဲ့လိုအတိမတ်ပြည့်ကြရရှင်အတိမတ်ပြည့်ရကျေးဇူးတင်ကြရရှင်ကျေးဇူးတင်လိုက်တယ်ပေါ့အဲ့လိုပဲနေပါအာဘယ်သူတွေပြောရလဲမသိဘူးရွနိုးတော့တွေးလို့ရှင်အဲ့လိုမျိုးမင်းနေကြရွရွအိမ်ထောင်ယူကျူတော့မှာဆိုလက်ထပ်တော့မှာဆိုအဲ့လိုမျိုးကြီးပဲဟုတ်ပါဘူးလို့လိုပါသေးတယ်ပေါ့ဟုတ်တယ်အဲ့ဒါဒီတိုင်းပဲဟိုစိတ်ဝင်စားမှုလိုချင်တဲ့ အဲ page တွေအရေးတင်တဲ့စာတွေပါဟုတ်ကလေအဲ့လိုမျိုးရလို့ပြောရမယ်အခုအဲ့လိုရိုက်ထားတဲ့ series တွေမထွက်သေးဘူးဆိုရင်ကြောင့်အဲ့လိုနောက်တစ်ခုရိုက်ဖို့ထပ်ပြီး motivation သိမ့်မရတည်ဖြစ်နေရပါတော့အဲ့လိုမျိုးကြောင့်လည်းပါတော့အဲ့လိုရိုက်ထားတဲ့ဟာလေးစောင့်နေပါတော့အရှိမလိုက်တာ villain character လေးတွေဇနန်းတွဲဆိုတာတွေ့ရတော့เนาะအဲ့တော့ဆိုရင်လည်းရုံးကိုပြောကြရအများနော်အဲ့ဒါလေးပြပြပြပါဦးအော်ဘယ်လိုမှဖြစ်ပါဘူးရ ဟိုကျမနင်းစီပါမောင်နဲ့မှာထားသခင်ထားပဲရမှာပုံမစိုးတော့ဘူးလေ။အဲ့ဒါတော့တော်တော်ကြီးကိုစိုးခဲ့ရဆိုတာလေ။အဲ့အဲ့ဆိုရင်ဒီထက် channel နဲ့ကြီးလာတဲ့ချိန်မှာကြာတော့ဘာကွာလဲဆိုတော့ခလေးဆိုရတဲ့လူကြီးဆိုရတဲ့တော့ကွာတာပေါ့နော်။ခလေးဆိုရင်လူတွေကခွန့်လွတ်နိုင်ကြတာလေ။အရွယ်ရောက်ပြီးသားလူစဉ်းစားတတ်တဲ့လူတယောက်ကစိုးရင်ကြတော့အဲဒါပို့ပြောမှာပေါ့နော်။ဆိုရင်အဲနားလဲပါတယ်။ဒါပေမဲ့သူကကြာတော့လဲဇက်လန်းထဲမှာကြာတော့လဲဒီစိတ်စိတ်ဟိုဘယ်လိုပြောမလဲ။ ဆိုက်ကောလော်ဂျီဘက်ကိုနည်းနည်းဦးစားပေးပြီးပြချင်တာပေါ့ခလေးရရအဲ့လိုရှင်ပြောလို့ရှင်အစိုးဘက်ကိုရောက်သွားတတ်တယ်ဆိုတာမျိုးပြချင်တာဖြစ်တဲ့အတွက်ယွန်းကဒီကာရက်တာကိုတည်ဆောင်ပေးရဆိုတော့ဒီ message ရဖို့ကအရေးကြီးရပါတော့ဟုတ်ဒါယွန်းရဲ့ဒါတတတကဖွင့်ပြီးစီးချင်နေဆိုရင်ဟာခုတိပောက်တုံးမွဲပေါ့နော်အဲ့စားမလို့ရှင်လဲအဲ့လေပြန်ပြန်တက်လာတော့ဘယ်လိုမျိုးခံစားရလဲအာအဲ့ဒါတော့ဟိုဆော့ပေးရလူတွေကြောက်မှာပဲဆော့ပေးကြတဲ့ခါကျတော့ဟိုဒါလေးက ြန်ပြီးတော့ trend ဖြစ်လာပါဘောเนาะ and i think เนี่ยแหละအစုံပဲရတော့ကျေးဇူးတင်ပါတယ်ဒီလိုမျိုးအဒီခေတ်မှာရိုက်ထားတာလည်းမဟုတ်ဘူးလေ2015လောက်ကရိုက်ထားတာဆိုတော့အဲ့တုန်းကဆိုရင်ဒီလိုမျိုးကြီးမရှိခဲ့ဘူးလေအခု TikTok ရှိတော့မှအော်ကိုတရုတ်ဆောင်ခဲ့တဲ့အတိုင်းသူများရဲ့တရုတ်ဆောင်တာကိုပြန်မြင်ခွင့်ရတာပေါ့တကယ်ဒီအချိန်မှသာပေါ့เนาะဒါသားသခင်တို့ကြိုက်တာကန့်လန့်တယ်မျိုးဆိုရောရိုက်ဖြစ်မှာရိုက်ပါ ်ရိုက်ပါတယ်ဟိုကအတိတ်ကတော့ဇက်လန်းပေါ့နော်သူဘလောက်ဆိုဆိုသူ့မှာဆိုးရလောက်တဲ့အကြောင်းပြချက်ရှိမယ်လုံလောက်တဲ့အကြောင်းရင်းခံရှိမယ်ဆိုရင်ကြတော့လုတ်ပြရရဲ့လေဘာဖြစ်လို့ဆိုဒီဟာကိုမဖြစ်အောင်လို့ဒီလိုမျိုးဘေးကနေဝိုင်းပြီးတော့အလိုလိုက်ထားရင်ခလေးကငငယ်တုံးမှာအရင်အိုးလှုပ်ပေးထားလို့ရှိရင်ကြီးလိုက်တာမျိုးပဲဖြစ်မှာပဲသူဒုက္ခရောက်မှာပဲဆိုတော့တေချာလေးနော်အဲ့တော့ဒီလိုဟာမျိုးရရမှာမကြောက်ဘူးဟိုသူ့ရဲ့ရည်ရွယ်ချက်ကောင်းတယ်လေဟုတ်ကဲ့ပါအဲ့တော့ အဲ့တော့ကဘောနော်ဒါဗီဒီယိုဖိုင်ပေါ့အဲ့လိုထားတဲ့ခင်နဲ့ပတ်သက်ပြီးတော့အဲ့လိုတက်တက်လာတဲ့ဟာလေးကြည့်ရောအဲ့အခုချိန်ကန်စားချက်ဆိုရောဘလိုလေးဖြစ်နေလဲပေါ့ဒီလိုကြည့်ပြီးတော့ငယ်ငယ်တော့ကိုပြောဆောင်နေရတယ်ပေါ့ကြိုက်တယ်အဲ့တော့ဟာဥပမာလည်းတေချာလေးတင်ပေးထားပါတော့ပြီးတော့အချိန်ဟို pre production ကိုအချိန်ပေးပြီးတော့ရိုက်ခဲ့ငယ်ငယ်တော့ကားဆိုရင် အဲ့လောက်ပဲရှိမှာ you know ပုံမှန်ဆိုရင်ကြာခလေးတိုးဆောင်လေးဆိုတာအဲ့လိုဇက်ညွန်းနေပါလေကြုံမရအောင် dialogue တွေပါလေဆိုလဲစီးမော်ရောက်မှာပဲဟိုတင်ပေးရပါတော့တင်ပေး rehearsal တစ်ခေါက်နှစ်ခေါက်လုပ်ပြီးတော့ရိုက်ကြတာလေအဲအစ်ကျမနေစီပါမောင်တော့ကြာတော့အဲ့လို U1 ကဒီစင်းတိုင်းလေးပါကို dialogue တွေကိုကြိုတင်ပေးရဲအဲပြီးရင် လမ်းလျှောက်တဲ့ပုံစံအစအမ်းမှတ်ဖွေးနဲ့အဲ့လိုမျိုးရဟာဆိုင်လုပ်ပေးရဆို pre production လုပ်ပြီးတော့ရိုက်ဖူးတဲ့ဟိုပထမအဆုံးကားပဲပေါ့နော်အဲအကြောင်းလဲဟိုလူတွေမျက်စိပောက်တယ်လို့ထင်တယ်အလင်းငယ်တော့အဲ့လိုပဲတွားခဲ့တာအဲ့လိုဗီဒီယိုကားရအများကြီးရိုက်ခဲ့တယ်ရုပ်ရှင်ကားကြီးတွေလည်းရိုက်ခဲ့တယ်ဟို you know ဆိုရှင်ဒီလိုမျိုးတခါပဲအထိတ်ဝမ်းထိတ်ကျူးအဲ့လိုမျိုးပေါ့တခါပဲယူလို့ရရဲဖင်ခက်လည်းမိခဲ့ရပေါ့နော်အဲ့ဆိုနည်းနည်း pressure များရဲ့ခလေးလည်းဖြစ်တာပေါ့ဆိုတော့လူကြီးတွေနဲ့အလုပ်တွဲလုပ်တဲ့အချိန်မှာရှိန်နာတို့ အဲစိုးရင်စိတ်များရတော့ရှိရပါဘောเนาะဒါမဲ့လည်းဟိုဘသူမှတော့အဲ့လိုမျိုးဒီရိုက်ကွဲနှမ်းမှာရှိတဲ့များလူတွေအကုန်လုံးစက်ညီမမပေးဘူးပေါ့မိနာမင်းသမီးတွေကတော့သူတို့ဝစ်စုံအတွက်ကြိုတင်ပြင်ဆင်ဖို့ပါဘူးရရရမှာပေါ့เนาะအဲရုံးတို့ကလေးတုပ်ဆောင်နေကြမရခဲ့အခါကျအဲ့လိုပဲစင်းပေါ်မှာပဲကြက်ရတာပဲအမြင်ကြက်ရတာပဲအကြီးမရောဒါကိုပိုင်းနဲ့စုံတာမျိုးရှိသေးလားအာဦးပိုင်းနဲ့အဲ့လိုကြီးမရောကိုင်းရတော့ပြန်မစုံသေးဟုတ်အပြင်မှာစုံတာရှိရဟုတ် ကိုရိုင်းတာကလေးတိတ်ဆောင်မလားပေါ့အဲကိုဝိုင်းနဲ့အတာလို့နဲ့ကားရိုက်ရေးအမ်ပြောတတ်တယ်ဟောကလေးတိတ်ဆောင်နေခုလာရောဒါတက်တဲ့ကြီးလာပြီပေါ့ဒါတနည်းဆိုလဲမွေးနေ့ဖြတ်ကြွားရဆိုခန်းစားချက်ကောအဲ့လိုမျိုးဘလို့ရှိရောကျတော့အဲ့ကလေးတိတ်ဆောင်လို့ပဲမြင်နေကြရတာများတယ်နော်ဟုတ်အယောအဲ့လိုမျိုး25နှစ်လို့ပြောမယုံကြအောင်အဲ့လိုအဲ့ထက်ငယ်လို့ပဲထင်နေကြတာပေါ့နော်အဲ့မဲ့ရ2000မွေးရာဖြစ်တဲ့အတွက်အသက်ကလိန်လို့လည်းမရအောင်လိန်ထားလည်းမရှိဘူးပေါ့နော်2025ဆိုရင်တက်လည်း25ပဲပေါ့ ဟုတ်ပရိသတ်တွေပဲလုပ်မှာပါဒါကလေးမလေးတယောက်လိုပဲအဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကောင်းပါရဲ့ညအဲ့လိုကိုယ်ကလေးလို့အဲ့လိုငယ်လို့လို့မြင်တဲ့အပေါ်မှာအဲ့လိုမကြိုက်တာတော့နေရခက်တာတော့မရှိဘူးเออตะชู่ဆိုလဲအဲ့လို23 24ညီမလေးရာလဲညီမလေးလို့ပဲခေါ်ကြရုံးဆိုအဲ့လိုပါပဲတို့မျက်စီထဲမှာငငယ်တည်းကနေကြီးလာတော့ရှောက်မြင်ခဲ့တော့လေဟိုဘယ်လိုပြောမလဲအမြင်နဲ့ဟိုကိုမျက်စီရှိမှကြီးလာလို့ဆိုကိုထက်ငငယ်လို့ပဲအကုန်လုံးထင်ကြဟုတ် ချို့ကလည်းဒီဘက်ကာရက်တာရိုက်တဲ့အခါတော့ငြင်းရုပ်လေးမပြောက်တော့လေဒါတချို့ကလည်းဒါကြီးတဲ့ကာရက်တာနဲ့မလိုက်ကြဘူးလို့မြင်တဲ့အပေါ်မှာအလိုမျိုးလေးရှိတယ်အမ်ဒါကကျတော့အဲ့လိုမျက်စိရဲမှာတော်တော်လေးအသားကျသွားတာဟိုကလေးတုပ်ဆောင်တော့ကဟိုအချိန်ခဏအချိန်ပိုင်းလေးလောက်ခဲ့ရမဟုတ်ဘူးလေဟိုလုံးဝပစ္စည်းလေးတည်းရတယ်သွားမစုံခင်ကတည်းကနေပြီးတော့လောက်ခဲ့ရဆိုတော့မျက်စိရဲမှာတအားဆွဲနေတဲ့ခါကျတော့ ြည့်ပြောပါအဲ့လိုဆိုတာဒါဖြောက်ရတော့ခတ်မှာပဲတို့အနေနဲ့အမြင်ပြောင်းရရလဲခတ်မှာပဲပေါ့နော်ဟိုယွန်းဘက်ကဒီလိုမျိုးမတူညီတဲ့ character တွေအများကြီးလှုပ်ပြရတာတော့ makeup စပင်တွေအများကြီးချိန်ပြရတာတော့လှုပ်ပြမှာပဲဟိုဒါကိုပြောင်းဟိုမျက်စိရမှာပြောင်းပြီးတော့မြင်ပေးလို့ရမှာပေါ့နောက်ပိုင်းရောဒါလူကြီး character တွေရောဆက်လိုက်တွေ့ရမှာအင်းအခုရရင်တော့လူကြီးကြိုက်တာမရရတော့မှာပေါ့ပြောင်းနေသွားပါဘောနော်ဟုတ် အတင်းလို့ယူတဲ့ကာရက်တာမျိုးကမရိုက်ဖြစ်လာအခုမှဆိုရောအိမ်ထောင်ရေးဆက်တွေပါအဲ့လိုမျိုးဆိုလို့ရှင်တော့မရိုက်ဖြစ်သေးဘူးအဲ့လိုမျိုးအရှိရောရှိရဲဒါပေမဲ့အယုံကိုရိုင်းကလေအဲ့လိုမျိုးပြိတ်သက်တည်းရဲ့အမြင်ကိုလည်းထည့်စင်စားရဲပြီးတော့ယုံကိုရိုင်းကလည်းဟိုဒီဟာပေါ်မှာမူးထဲဖို့အတွက်ကိုအကိုကိုနည်းနည်းလေးအားမရအားရတဲ့အနေထားမှာမရှိသေးလို့လည်းပါပေါ့နော်ရိုက်ဖြစ်သေးဟုတ် happy ပြောရှင်ရရပေါ့ဟုတ်ပြောပါအဲ့ဒီလိုလိုက်ခံရတယ် အမ်အဲ့တော့နှစ်ယောက်ကြာကိစ္စတွေတော့မပြောလို့ပါကိုယ်တည်းတာကန်ကောင်းချင်းတစ်ခုလို့ပြောလို့ရမှာဒီလေးရှစ်ရှစ်လေးရလေအဲ့တော့မပြည့်စုံလဲပြောလို့ပါအာပြောရပါရောအဲ့လိုမျိုး live in the moment ပေါ့နော်ပြည့်စုံပြန်တက်တက်လေးမှာပဲနေပြီးတော့ပျော်ကြရှင်ပျော်လိုက်တယ်အဲ့လိုအတိမတ် ပြည့်ကြရှင်အတိမတ်ပြည့်ကျေးဇူးတင်ကြရှင်ကျေးဇူးတင်လိုက်တယ်ပေါ့အဲ့လိုပဲနေပါဟုတ်ပါပရိသတ်တွေအကုန်လုံးရလေတကယ်ကြီးရေနော်ခေါ်လိုက်အောင်ဒီတစ်ခါကလေအေးပြီးတော့တကယ်ဒါရွှန်းလာတာဟိုဘယ်လိုရမလဲ ရုံးနဲ့ပတ်သက်ရင် तू တော်တော်လေးလိုလိုက်မယ်ဆိုတဲ့ပုံစံလေးလည်းတွေ့ရတယ်အဲ့လောက်ပဲအဲ့လောက်တောင်လား तू อ่ะอืมอืมထင်ရဟုတ်တယ်ပရိသတ်တွေလည်းနှစ်အောင်တော့ချစ်ကြတဲ့အပေါ်မှာဟုတ်တယ်ပြတ်မှောင်ပြီးဖြစ်ရုံးကိုချစ်တယ်လို့လည်း तू ရဲ့ပရိသတ်တွေကလည်းရုံးကိုချစ်တယ်ရုံးရဲ့ပရိသတ်တွေလည်း तू ကိုချစ်တဲ့အပေါ်မှာပေါ့ဒါပြောပါအဲကျေးဇူးတင်ပါတယ်ပျော်ရပါတယ်ယွန်းတို့ယွန်းတို့လည်းပြောဖြစ်ပါတယ်အော်မတင်ထားဘူးပေါ့ပျော်ကြပါတယ်ဟုတ်ကဲ့သူဟာကိုယ့်ဘယ်လောက်ထိနားလည်မှုပေးနိုင်လဲ အဲသူတို့ပဲလေသူလည်းအမှုပညာရှင်ပဲဆိုတော့အမှုပညာလောကရပဲဆိုလေးတွေကစိုးကြရတယ်ပေါ့နော်ဒါယောက်ျားလေးတွေကတချို့တွေကြတော့လဲဒါအလိုက်မသိရလေးရှိရဆိုတော့သူနဲ့ပတ်သက်ရင်နော်ဘယ်လိုလေးရှိလဲအင်းကျွန်တော်အဆင်ပြေကြပါတယ်ပျော်ပါတယ်ဒါပါပဲအဲ့တော့ caption နေမှာကြတော့ပေါ့နော်ဒါတက်တာလေးတွေတွေ့ရဆိုတော့လေမိင်္ဂလာသတင်းနီးပြီလို့ပြောရတယ်အာအာဘယ်သူတွေပြောရလဲမသိဘူးညို့တော့တွေ့လို့ရှိရင်အဲ့လိုမျိုးမင်းနေကြရရရအိမ်ထောင်ယူချူတော့မှာဆိုရိုက်ထိုက်တော့မှာဆိုအဲ့လိုမျိုးကြီးပဲ ဟုတ်ပါဘူးလို့လိုပါသေးတယ်ပေါ့ဟုတ်တယ်အဲ့ဒါဒီတိုင်းပဲဟိုစိတ်ဝင်စားမှုလိုချင်တဲ့အဲ page တွေကရေးတင်တဲ့စာတွေပါဟုတ်အဲ့နေ့ရက်လာဘလားတော့စိတ်တူကိုယ်တူဖြစ်တယ်ဒါတော်တော်ကြီးပါလေဆော့ရလဲတွေ့ရလဲဆော့ရလဲ อืมคิโลมาပဲပြောရတော့ခက်ပါတယ်ဘယ်လောက်လဲဆိုတော့အတိုင်းတောင်ပြောလို့မရဘူးတချို့ကြလည်းဒါကောင်မလေးဒါအခုခေတ်မှာတိတော်ကြီးပဲဆော့တော့ကောင်မလေးတွေကလိုက်ပြီးတော့ဒါမဆော့တတ်တာမဟုတ်ဘူးဒါရင်းလို့ကြတော့အမြဲအတွဲညီညီလေးတွေ့နေရတော့လေအဲတခုပဲရှိပါသေးนี่จะได้ดูอ่ะปาร์คแบล็อกอตวยนี่เลยดูอ่ะแนวตาอืมยังไม่เปล่าแต่กูเปล่ามาว่ามาซะแล้ว ဲ့ပါအဲ့တော့ဟိုပိတ်သက်တွေကလည်းဒါချစ်ပေးကြတဲ့ပုံမှာရောဒါယူလို့လေးပြောထားတယ်ပေါ့အော်အဲ့တော့အမြဲဒီစိတ်ထဲမှာရှိပါရုံးတခါတော့ပဲချစ်ဖူးချစ်ဖူးအဲ့လိုငငငရပဲချစ်ဖူးချစ်ဖူးအဲ့လိုမျိုးကောနော်အချွတ်ပြောငငငရချစ်စာလေကြီးလာမချစ်တော့ဘူးကြီးလာလည်းမချစ်တော့လဲညကျေးဇူးတင်တယ်ဘာမှမဖြစ်ဘူးတခါတော့ချစ်ဖူးရယ်ဆိုရင်လည်းကျေးဇူးတင်တယ်ပေါ့နော်ဟိုလူတိုင်းကတော့ငငငရတော့ခလေးဘွားတော့အကုန်လုံးပူချစ်ဖူးကောင်းကြပါပဲလေးဆိုရရင်အဲ့ပုံမှာ အဲဘယ်လိုမှသဘောမထားဘူးပြီးတော့တစ်ခါတော့ပဲချစ်ဖူးရဲပြိတက်ပဲဖြစ်ဖြစ်အကုန်လုံးရင်ထဲမှာအမြင်ကျေးဇူးတက်ပါတယ်အဲဒီစိတ်နှမ်းတော်ရဲ့ဒီ12နှစ်ပြည့်ဒီဆိုင်ခွဲလေးရဲ့ဟို promotion ပွဲမှာပြိတက်တွေနဲ့ပြန်ဆောင်တွေ့ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဝမ်းလဲဝမ်းသာပါတယ်အခုဒီစိတ်နှမ်းတော်ကလည်းဒီကဘာရဲ့ကမုန်းပွင့်ဆိုင်ခွဲလေးကို12နှစ်ပြည့်အတွက်ဆိုပြီးတော့မှဒီစိတ်ထဲရော25% discount ထင်အောင်ချပေးထားတာဖြစ်တဲ့အတွက်ဒီလိုစိတ်ဆုမဲ့ရန်နာဆုချင်နေဆိုရင်ကြားခဲ့ဖို့တော်ဖိတ်ခေါ်ပါတယ်